သာလီစောပါဒီကနေ့ဧပြီလ20ရက်နေ့ နရင်းစရာရခိုင်တည်င်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မမြန်နေခင်အားတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်ကောင်စီဟာသူကိုယ်တိုင်ပြင်ညာခဲ့တဲ့အပြစ်ခတ်ရစေးမှုကိုရှုဖောက်နေပြီးအပြစ်ပြဆိုင်ရာဖွဲ့စည်းတွေကစောင့်ကြည့်ကြဖို့ HTCO ကတိုက်တွန်းခဲ့တဲ့သတင်းကြောက်ဖြူကတရုတ်စီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်တာမရှိပေ လုံခြုံစိတ်ချစွာ မလီပတ်နိုင်ဘူးလို့ Arkan Oil Wash ကထုတ်ပြန်ခဲ့တဲ့သတင်းနဲ့စာဝန်ကြီးရဲ့ခက်ခဲကြောင်းတန်တွေးရစီးပီးဆောင်တရှုရခိုင်မြောက်ပိုင်းကိုပြောင်းရွှေ့နေကြတဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။စစ်ကောင်စီဟာသူကိုယ်တိုင်ကြီးညာခဲ့တဲ့အပြစ်ခတ်ရဲစင်းမှုကိုရှုဖောက်နေပြီးအပြစ်ပြဆိုင်ရာဖွဲ့စည်းရေးအနေနဲ့စောင့်ကြည့်ကြဖို့ ULAA ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HTCO ကတိုက်တွန်းထားပါတယ်။ကြောက်တော်မျိုးလေးချောင်းတိုက်ခိုက်ခံရမှု အပြီးမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်တတိပေးချက်ကိုအခုလိုထုတ်ပြန်ခဲ့တာလေးဖြစ်ပါတယ်။လီကျောင်းတက်ခိုက်မှုတွေဟာဧပြီလ2ရက်နေ့ကစတင်နေစစ်ကောင်စီရဲ့ကိုတိုင်ကြီးညာခဲ့တဲ့အပြည့်ခက်ရဲစေးမှုရပောင်း20ကိုချိုးဖောက်တဲ့အရေးကြီးတဲ့မှတ်တမ်းတစ်ခုလေးဖြစ်တယ်လို့ HTCO ကဆိုပါတယ် ဒါကြောင့်အပီပီဆိုင်ရာအဖွဲ့အစည်းတွေနဲ့လူသားချင်းစာနာရေးလုပ်ငန်းမှာပါဝင်သူတွေအနေနဲ့အခုလိုအခြေအနေတွေကိုနီးကပ်စွာစောင့်ကြည့်ကြဖို့ HTCO ကတိုက်တွန်းထားပါတယ်။ဒါအပြင်မပေါက်ကွေးသေးတဲ့ PC တွေကိုဖိရှားရေးအတွက်အထောက်အကူပြုဖို့နဲ့ထိခိုက်ခံရတဲ့ဒေသခံတွေကို လူအပ်တဲ့ကာကွယ်မှုနဲ့အကူအညီတွေရှက်ရှင်းရရှိအောင်ဆောင်ရွက်ပေးကြဖို့လေ HTCO ကတိုက်တွန်းထားပါတယ်။ ကြောက်ဖြူကတရုတ်စီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးပူးပေါင်းဆောင်ရွက်တာမရှိပေလုံခြုံစိတ်ချစွာမလီပတ်နိုင်ဘူးလို့ American Oil Watch ကမနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ EA ကကြောက်ဖြူမြို့နေကိုအပြည့်အဝသိမ့်ပိုက်ပြီးဖြစ်စေမသိမ့်ပိုက်ပြီးဖြစ်စေတရုတ်စီမံကိန်းတွေအပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေဟာ EA နဲ့ဆွေးနွေးတာပူးပေါင်းဆောင်ရွက်တာမရှိပေအဆင်ပြေလျှော့မွေမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါအပြင်အာနာသိန်းစစ်ကောင်စီနဲ့အာရခတက်တော် EA တို့တိုက်ပွဲဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်မှာပဋိပက္ခတွေတောက်လောင်နေတယ်လို့လေအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။ရခိုင်ပြည်သူတွေနဲ့မြန်မာတနိုင်ငံလုံးကပြည်သူတွေကိုတိုက်ခိုက်နေတဲ့စစ်လက်နက်ပစ္စည်းတွေဝေယူနိုင်ဖို့ဒေါ်လာသန်းပေါင်းများစွာ ထောက်ပံ့ပေးနေတာရဲ့တံပြန်အကျိုးတက်ရောက်မှုကိုတရုတ်အစိုးရဟာသတိပြုသင့်တယ်လို့လေဆိုပါတယ်။အာရခတက်တော် EA ဟာ ပခိုင်ပြည်မှာမြို့နေ18ခုရှိတဲ့အထေက14ခုကိုတင်ပိုက်ထားပြီးကြောက်ဖြူမြို့ကိုဆက်လက်တင်ပိုက်ရင် စစ်ကောင်စီရဲ့အတွက်ဆုံးချုံမှုကြီးမားမယ်လို့လေအဲ့ဒီအစီရင်ခံစာမှာဖော်ပြထားလေးပါတယ်။အလို့ကင်ရှာပါပြီးစာဝတ်နေတက်တီးရာတွေကြောင့်တန်တွေးကစပီးဆောင်တရှုဟာပခိုင်မြောက်ပိုင်းကိုပြောင်းရွှေ့နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလိုပြောင်းရွှေ့သွားတဲ့ဒေသခံတရှုဟာ စစ်မဖြစ်ခင်ကတန်တွေးမျိုးကိုရေလုံငန်းအတွက်ပြောင်းရွှေ့အရှိရှာခဲ့ကြတဲ့ရခိုင်မြောက်ပိုင်းကဒေသခံတွေအများစုပြစ်တယ်လို့သိရပါတယ်။ရေလုံငန်းအောင်မြင်တဲ့တန်တွေးမျိုးမှာလက်ရှိအချိန်ထိစစ်ကောင်စီနေပြည်တော်ပင်လေပြင်းမှာရှိနေတာကြောင့်ပင်လေပြင်းငါးဖမ်းလုပ်ငန်းကိုဒီဇိုင်းမမမလုပ်ကင်နိုင်တဲ့အတွက်အခုလိုပြောင်းရွှေ့နေကြတာလို့ဒေသခံအမျိုးသားတယောက်ကဆိုပါတယ်။အဲ့ဒီလိုအခက်အခဲတွေကြောင့်တန်တွေးမျိုးတွေကစစ်ပီးရှောင်တွေဟာ ရခိုင်မြောက်ပိုင်းဒေသဖြစ်တဲ့ပုံနာကျွန်းမြို့နယ်ကျောက်တော်မြို့နယ်နဲ့ရတိတော်မြို့နယ်စားတဲ့နေရာတွေကိုပြောင်းရွှေ့သွားကြတာလို့သိရပါတယ်။တန်တွေးစစ်ပီးဆောင်အရေးကူညီပေးနေတဲ့ဒေသခံအရက်ဖက်အဖွဲ့အစည်းတွေမှလည်းအလူရှင်နေပါပြီးအထောက်ပံ့မရနိုင်တာကြောင့်စစ်ပီးဆောင်တွေဟာဆယ်ရိတ်ခါပြက်လက်တာတွေမကြာခဏကြုံနေရတယ်လို့ဆိုပါတယ်။ဒီလိုအခက်အခဲတွေကြောင့်တန်တွေးမြို့နယ်ကစစ်ပီးဆောင်တွေဟာ စာဝတ်နေချက်တီးမှုတန်ကိုမခံနိုင်တဲ့အတွက်နှိစက်ရာဆွေမျိုးတွေရှိတဲ့ရခိုင်ပြည်မြောက်ပိုင်းကမြို့နေတွေကို ပြောင်းရွှေ့တာတွေရှိနေပြီးလူဦးရေရာကနန်းလောက်ရှိတယ်လို့ဒေသခံတွေကပြောပါရယ်ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးကြတာပါဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မလီရင်ကျောင်းတက္ကသိုလ်ဝန်ထမ်းအဖြေလွှာတွေပျက်စီးသွားတဲ့ မန္တလေး၊စကိုင်း၊ကချင်နဲ့နေပြည်တော်တို့ကကျောင်းသားကျောင်းသူတွေအားလုံးဂျွန်လ16ရက်နေ့ကနေစပြီးစာမေးပွဲပြန်ဖြေရမယ်လို့စစ်ကောင်စီကဒီကနေ့မှကြေညာထားပါတယ်။ဂျွန်လ16ရက်နေ့ကနေ21ရက်နေ့အထိတက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်ဖြေဆိုရမှာဖြစ်တယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကထုတ်ပြန်အတည်ပြုထားပါတယ်။ငလျင်ကြီးလှုပ်ခတ်ခဲ့တဲ့အချိန်မှာမန္တလေးတက္ကသိုလ်မိလောင်မှုဖြစ်ပွားခဲ့ပြီး 2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေမိလောင်ပျက်စီးသွားခဲ့တာကြောင့်အခုလိုပြန်လည်ဖြေဆိုဖို့ကိုစီစဉ်ရတာလို့သိရပါတယ်။2025ခုနှစ်မက်ရှလာအတွင်းစစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာဘာသာရဲ့အာလုံးဖြေဆိုခဲ့သူတွေကိုသာပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်ပြီးဖြေဆိုခွင့်ရရှိသူတွေစီရင်ကိုတက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ပညာရေးမုံရုံးတွေနဲ့စာစစ်ဌာနတွေမှာကြီးညာပေးမယ်လို့သိရပါတယ်။ မန္တလေးတက္ကသိုလ်မိလောင်မုံအတွင်ကရှင်ပြည်နေစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီနေမျိုးတွေကစစ်ဆေးထားတဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေပါဝင်သွားခဲ့တာပါနိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ပုတ်ရဟန်းမြင့်ကြီး Francis ဟာ April 27ရက်နေ့မနက်ပိုင်း9:35မိနစ်မှာရောမမျိုးကဗာတီကန်နန်းတော်မှာခွေလွန်သွားခဲ့ပါတယ် ကွေလွန်ချိန်မှာတက်တော်88နေရှိပြီဖြစ်ပါတယ်။ဗာတီကန်ဘန်နာရော်ထင်းကလည်းပုပ်ယဟန်မင်းကြီးဖရန်စီရဲ့ဝိညာဉ်တော်ကိုဂယုဏမေတ္တာနဲ့ဂုဏ်ပြုပါတယ်လို့ပြောကြားခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးဟာအာဂျင်တီးနားနိုင်ငံကဖြစ်ပြီးပြီးခဲ့တဲ့လပိုင်းကဆေးရုံတဲကုသမှုခံယူခဲ့ပြီးတဲ့နောက်ဗာတီကန်နန်းတော်မှာနလလောက်နားနေဖို့ဆရာဝန်တွေကအကြံပြုထားခဲ့ပြီးနောက်ကွေလွန်သွားခဲ့တာပါ။သူဟာအဆုတ်ရောင်နမိုနီးယားရောဂါဖြစ်ခဲ့ပြီး အရေးပေါ်အခြေအနေနှစ်ကြိမ်ကြုံတွေ့ခဲ့ရတယ်လို့သတင်းတွေကဆိုပါတယ်။သူဟာကက်သလစ်သာသနာခေါင်းဆောင်အဖြစ်တာဝန်ယူထားတာ၁၂နှစ်အချီရှိလာချိန်မှာပဲအခုလိုကြွေလွန်သွားခဲ့တာပါရှင်။နရီဇရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလေးထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါရယ်။ကျမတို့နရီဇရာကထုတ်လွှင့်တဲ့သတင်းတွေကို www. narizara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ narizara ရုပ်တံကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။